ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်စာအုပ်ကတော့ flow စီမျောခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ဘဝမှာတစ်ခါတည်းအချင်းကိုပင်မေ့လျော့ပြီးလုပ်နေတဲ့အလုပ်တစ်ခုထဲမှာစီမျောနှိမ့်ယုတ်တဲ့ခံစားမှုမျိုးကိုကြုံပူကြပါလိမ့်မယ်။စာရေးသူကဒီလိုအချင်းတွေကိုစီမျောခြင်း flow လို့သတ်မှတ်ပြီးဒါလူတွေဟူရဲ့အပျော်ရွှင်ဆုံးနဲ့အထူးအဆုံးအချင်းတွေပဲဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်အားလုံးဒီလိုအချင်းတွေမျိုးကိုပုံမှန်ဝင်ရောက်နိုင်အောင်ဘယ်လိုဖန်တီးရမလဲ။ကိုယ့်ရဲ့နေစဉ်ဘဝကိုဘယ်လိုပုံမှန်အတိတ်ပဲရှိအောင်နေထိုင်ရမလဲဆိုတဲ့အသင်ခန်းစာတွေကိုညွှန်ပြပေးသွားမှာဖြစ်ပါတယ်။ စီမျောခြင်း flow ဆိုတာစိတ်ခံစားမှုရဲ့အရာရာတိုင်းကအလိုလျောက်ဖြစ်နေသလိုခံစားရခြင်းကိုပိုင်စွမ်းဆောင်ရဲ့အမြင့်ဆုံးအဆင့်ကိုရောက်ရှိနေခြင်းမျိုးဖြစ်ပါတယ်။အဲ့ဒီအချိန်မှာကိုကိုကိုသိစိတ် self consciousness ပျောက်သွားပြီးလုပ်ငန်းစဉ်ထဲမှာပဲလုံးဝလုံးဝနေမြုပ်နေပါတယ်။ flow ဖြစ်ပေါ်လို့တဲ့အဓိကအရေးကြီးဆုံးချက်ကတော့လှုပ်ဆောင်ရမယ့်အလုပ်ရဲ့စိန်ခေါ်မှု challenge အဆင့်နဲ့လှုပ်ဆောင်သူရဲ့ကျွမ်းကျင်မှု scale အဆင့်ဟာညီမျှနေဖို့ပါပဲ။ကျွမ်းကျင်မှုနေပြီးစိန်ခေါ်မှုမြင်နေရင်စိုးရိမ်ပုံပန်မှု anxiety ဖြစ်ပေါ်ပါတယ်။ ကျွမ်းကျင်မှုမြင်ပြီးစိန်ခေါ်မှုနှိမ့်နေရင်ပြင်းရစ်ညင်းငွေမှုဘိုးဒန်းဖြစ်ပေါ်ပါတယ်။ flow ဟာဒီနှစ်ခုညီများတဲ့အလဲဘိုးမှာရှိပါတယ်။ဒါကြောင့်ကိုလုတ်နေတဲ့အလုတ်ကိုအမြဲတမ်းနည်းနည်းလေးစိန်ခေါ်မှုရှိနေအောင်ဖန်တီးဖို့လိုအပ်ပါတယ်။ flow ကိုဖြစ်ပေါ်စေတဲ့အခြားအရေးကြီးတဲ့အချက်နှစ်ချက်ကတော့ရှင်းလင်းသောပန်းတိုင်များ clear goals နဲ့ immediate feedback ပဲဖြစ်ပါတယ်။သင်ဘာလုပ်နေလဲ၊ဘယ်စီဦးတည်နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိနေရပါမယ်။ပြီးတော့တင်းရဲ့လှုပ်ဆောင်ချက်တိုင်းအတွက်မှန်ကန်တဲ့ မားတယ်ဆိုတဲ့တုံ့ပြန်မှုကိုလည်းချက်ချင်းရရှိနေရပါမယ်။ဥပမာစစ်တူရင်ကစားခြင်း တောင်းတခြင်းဂီတတိခတ်ခြင်းတို့ဟာဒီအချက်တွေနဲ့ပြည့်စုံတဲ့အတွက် flow ဖြစ်ဖို့အတွက်လည်းကူပါတယ်။ flow အခြေအနေမှာကျွန်တော်တို့ဘဝမှာအကောင်းဆုံးလို့ခံစားရတဲ့အခြားသောလက္ခဏာရပ်တွေလည်းရှိပါသေးတယ်။ flow ဖြစ်နေတဲ့အခါမှာသင်ရဲ့အာရုံစူးစမ်းမှုဟာအမြင့်ဆုံးအဆင့်မှာရှိနေပါတယ်။အပြင်ကအနောက်ရပ်တွေမလိုအပ်တဲ့အတွေ့တွေဟာသင်ရဲ့စိတ်ထဲကိုဝင်လာနိုင်စွမ်းမရှိတော့ပါဘူး။အဲ့ဒီလိုအပြည့်အဝအာရုံဆိုင်နေမှုကြောင့်ဟာပဲကျွန်တော်တို့ဟာအချင်းကိုပင် မေးလျော့သွားတတ်ကြပါရင်လုပ်ငန်းရှင်တစ်ခုထဲမှာစီးမြောနေတဲ့အခါအရာအလုံးကိုငါထိန်းချုပ်နိုင်နေဆိုတဲ့ခံစားချက်ကိုရရှိပါရင်ဒါဟာအတတ်အကူကြောင့်မဟုတ်ပဲသင်ကျွမ်းကျင်မှုနဲ့စိန်ခေါ်မှုညီများတဲ့အတွက်ကြောင့်လုပ်ငန်းရှင်ကိုကျွမ်းကျင်စွာဂိုင်းတွင်နိုင်ချွန်ရှိနေခြင်းကြောင့်ဖြစ်ပါရင်ဒီခံစားမှုကစိုးရိမ်ပူပန်မှုနဲ့ကြောက်ရွံ့မှုတွေကိုလျှော့ချပေးပါရင်အောင်းစရာအကောင်းဆုံးအစိပ်ပိုင်းကတော့ flow ဖြစ်နေတဲ့အခါမှာကိုယ့်ကိုယ်ကိုသိစိတ် self consciousness ပျောက်ကွယ်သွားခြင်းပဲဖြစ်ပါရင်တင်ဟာတင်လုံးနေတဲ့အလုံးနဲ့အသားတွေဖြစ်သွားပါရင် ဒါဒီအလုပ်ကိုလုပ်နေတယ်လို့တွေးနေမဲ့အစားလုပ်ငန်းစဉ်တွေမှာပဲနှိမ့်ညွတ်သွားတဲ့အတွက်အတိတ်ကနောင်တတွေအနာဂတ်ကစိုးရိမ်မှုတွေဟာပျောက်ကွယ်သွားပါတယ်။စိုက်သူက flow ဟာအားလက်ချိန်ဒါမှမဟုတ်အပန်းပြေချိန်မှာသာဖြစ်ပေါ်ရမှာမဟုတ်ပဲကျွန်တော်တို့ရဲ့နေ့စဉ်အလုပ်တွေပုံမှန်လုပ်ငန်းတွေမှာပါဖန်တီးယူနိုင်တယ်လို့ဆိုပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းကကျွန်တော်တို့ရဲ့ဘဝကိုပုံမှန်အတိတ်ပဲရှိတဲ့ကိုယ်ပိုင်အမှုပညာလက်ရာတစ်ခုလိုဖြစ်လာစေပါတယ်။ပြမြင်တန်ကြားကြည့်ခြင်းအချင်းကြီးစကားပြောခြင်းစတဲ့ပတ်စစ်အားလက်ချင်းတွေကိုရှော့ချပြီးစိန်ခေါ်မှုကျွမ်းကျင်မှုနဲ့ညီမျှတဲ့အက်တစ်အားလက်ချင်းတွေ ဥပမာဝါသနာပါရတစ်ခုခုကိုလေ့ကျင့်ခြင်းနဲ့အစားတို့ပါအလုံးနဲ့အားလက်ချင်းကို flow ဖန်တီးမှုအဖြစ်ပြောင်းလဲခြင်းအဖြစ်ကျွန်တော်တို့ရဲ့စိတ်ကြည်နှံ့မှုကိုမြင့်တင်နိုင်ပါတယ် flow ကိုပုံမှန်တွေ့ကြုံနေရသူတွေဟာသူတို့ရဲ့ဘဝကိုရည်ရွယ်ချက်ရှိသောဘဝအဖြစ်တည်ဆောက်ကြပါတယ် autodelic ဆိုတာကတော့ရည်ရွယ်ချက်ဟာလုပ်ငန်းစဉ်ထဲမှာပဲရှိနေခြင်းကိုဆိုလိုတာပါဆိုလိုတာကသူတို့ဟာအောင်မြင်မှုဒါမှမဟုတ်ငွေကြေးဆိုတဲ့ပြင်ပရလက်ကြောင့်အလုပ်လုပ်တာထက်အလုပ်ကိုလုပ်နေရတဲ့လုပ်ငန်းစဉ်ကိုယ်တိုင်ကကြော်ရွှင်မှုနဲ့စိတ်ကြည်နှံ့မှုကိုပေးနေတာဖြစ်ပါတယ် ဒီလိုစိတ်နေစိတ်တာဟာကျွန်တော်တို့ကိုအမြဲတမ်းတိုးတက်လိုတဲ့စိတ်တက်နဲ့ရှေ့ဆက်သွားစေပါတယ်။ flow စာအုပ်ကကျွန်တော်တို့ကိုအကောင်းဆုံးသောဘဝနေထိုင်မှုရဲ့အရင်းမြစ်ကပြင်ပအခြေအနေများမှာမဟုတ်ဘဲကျွန်တော်တို့ရဲ့စိတ်ကိုထိန်းချုပ်နိုင်ကြွနိုင်တာရှိကြောင်းရှင်းလင်းစွာပြသခဲ့ပါတယ်။ကျွန်တော်တို့ကလှုပ်ဆောင်မှုတစ်ခုရဲ့စိန်ခေါ်မှုနဲ့ကြွမ်းကျင်မှုကိုအမြဲတမ်းညီမျှနေစေဖို့စီမံခန့်ခွဲခြင်းဖြင့်အချိန်ကိုပင်မေ့လျော့နေတဲ့ပျော်ရွှင်မှုအခြေအနေ flow ကိုပုံမှန်ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့နေစဉ်လုပ်ငန်းများကိုရည်ရွယ်ချက်ရှိသောစိန်ခေါ်မှုများအဖြစ်ပြောင်းလဲလိုက်ခြင်းအဖြစ် အောင်မြင်မှုကိုဒါမှကလုပ်ငန်းစဉ်ကိုယ်တိုင်ကပေးတယ်ပြေဝါသောစိတ်ကြည်နှံ့မှုကိုပါရရှိခံစားနိုင်မှာဖြစ်ပါတယ်မိမိကိုယ်ကိုအစမပြတ်မြင့်တင်ပြီးပဝန်းကျင်ကအနောက်ရှက်တွေကိုဖယ်ရှားကအလုတ်တွင်စီးမျောနေခြင်းသည်သာတိုးတက်လို့သောစိတ်သက်ဖြင့်နေထိုင်လို့သူများအတွက်အရေးကြီးဆုံးလက်တွေ့ကျင့်သုံးရမယ့်ဤလမ်းပဲဖြစ်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်